ဒီနေ့ဒီနေ့ဝန်ထောက်တော့ရာ69ခုနေလို့လာစားတရားနေလို့နော်လူတွေကကုသစင်ထောင်းလူမအကင်းစီဝန်ရီဒီကကျေးဇူးဆက်အင်တတန်မင်္ဂလာကိုကြုံပြီးအလုပ်တော်ဓမ္မမိတ်ဆွေတွေစပေါင်းပြီးတော့ကုသိုလ်တွေကြောင်းတဲ့အခါမှာဒီလိုဒီထဲမှာကုသိုလ်ဒီပါကျေးဇူးဆက်ဆုစကားလေးပါလာပါနော်ဒီမိဘကျေးဇူးဆက်ဆိုတာဒီမိဘနှစ်ပါးလုံးကကျွေးလွန်သွားကြရင်ဒီလို ဟုတ်တယ်မလားရှင်းတယ်လားဟောအဲမင်းမင်းမင်းရှိရနော်အာသူကတော့ဒီမဆော်ပြားဟောကြားတဲ့တရားဝင်ထဲမှာဒီကုလသုတ်တန်ဆိုတဲ့ရှိတယ်ပေါ့အဲ့ကွာဒီပဋိကဝကသုတ်တန်မှာဆိုရင်အလုံးစုံဓမ္မလေးကြီးကြောင်းပြတဲ့ဒီတင်္ဃာလောဝါရသုတ်ကိုဟုတ်တယ်မလားတင်္ဃာလောဝါရဆိုတာကြောင်းကြမှာပေါ့ မိဘမိဘကျင်းဝတ်တွေတာမီကျင်းဝတ်တွေဆရာကျင်းဝတ်တွေတဖဲကျင်းဝတ်တွေဟုတ်တယ်မလားအဲ့တော့သမားကျင်းဝတ်အလို့ရှင်ကျင်းဝတ်နောက်ဆိုနော်ဆက်တဲ့ဖြစ်အိမ်မှာဒီတင်္ဂါလုံးကတော့တုတ်ပါတယ်အဲ့ဒါဒီတုတ်တဲ့ခုကိုရှင်လို့ရှိရင်အဲ့တော့ဒီတာမီရဲ့ကျင်းဝတ်ဘာဘာထဲမှာပါလာတစ်ခုရှိတယ်နောက်ဆိုကရှင်မြဝင်ရွေးဆိုစကားလေးပေါ့နော်ရှင်မြဝင်ရွေးဆိုစကားလေးတစ်ခုပါတယ်အဲ့ဒါကဘုလိုဒီ ကုလသုတ်တံပါတော့ဟုတ်တယ်။တာမီးကြီးရဲ့ကျင့်ဝတ်ကိုဟောတာပေါ့လေ။အဲပဋိကဝတ်မှာကျတော့ဒီလိုဒီပြောမယ်။အမိကကြီးရဲ့မြှုပ်ရင်းချက်ပေါ့။နော်တာမီးကြီးဇီကကြီးမိကကြီးရဲ့မြှုပ်ရင်းချက်တစ်ခုပါလာတယ်သူက။ဒါလို့ဒီသူမြောက်ဝင်တဲ့စကားလေးပေါ့။အဲတုတ်တံတစ်ခုရဲ့ရှိတော်မတူလားပေါ့။တုတ်တံတစ်ခုမှာကတာမီးကြီးရဲ့ကျင့်ဝတ်အနေနဲ့မဆောပြရဟုတ်လေ။ အဲ့ဒါနောက်တစ်တန်းတစ်ခုကျတော့မိမာရည်မျှော်လင့်ခြင်းအဲ့ဒါမိမာရည်မျှော်လင့်ခြင်းကတော့ဒီတုတ်တံမှာဗာလဲဆိုတော့မိမာရည်ကိုယ်တော်လေးဆောင်ရွက်သွားရတာရှိကြတယ်ပေါ့ဟုတ်တယ်မလားရှိလို့ရှိရင်အဲ့ဒါဒီမိမာရည်ရင်းနဲ့ဒီကောင်းတဲ့ဘုံဘဝကိုရောက်သွားလို့ရှိရင်ဒါတိတ်တန့်တာမရှိဘူးသူကလည်းသူအဆင်ပြေသွားပြီပေါ့အဲ့တခါတည်းကလို့သူဘဝဆိုတာဒီတခါလေးစဉ်းစားကြည့်တခြားဘဝတွေချက်တော့မှပို့ပြီးတော့တန်ရောစင်ပူကြီးမယ်ထင်တယ် ဟုတ်တယ်မလားတန်ရုံးစင်ကိုကြီးနေတယ်နော်ဟိုတက်မဲ့မှာလည်းတန်ရုံးစင်တွေ့တာလို့တက်ရှိမှာတန်ရုံးတွေ့တာလည်းမလားမှန်ပါပါအဲ့လိုတွေ့တာလည်းစိတ်တည်နေဘောတစ်ခုကိုအဆုံးသတ်သွားတဲ့ပုံစံဖြစ်သွားလို့ရှိရင်အဲ့ဒီတော့ကြောင်းလွဲသွားလို့တော့ပေါ့ဒီဘဝလုံးကွယ်ကူသူပေါင်းဖို့ရေလုံလာတယ်တို့လူညာတော်နေပြီအတေကန်ကြီးလေးမှာအဲ့လိုတန်ရုံးစင်အာကြီးမှုတွေရကိုဘဝလမ်းကြောင်းကောင်းတဲ့လမ်းကြောင်းမှာဆွဲချပါတယ် အဲ့တော့တော့ချုပ်ပေါ်ကြတယ်လေအတေကန်လေးဆိုရင်ပိုးပြီးတော့ဖြစ်ရတယ်ဆိုတာเนาะအဲ့တော့ဒီမိတို့အရင်နဲ့ဟိုဒီအကောင်းတဲ့ဘုံဘဝကိုမျက်စိနဲ့ဓမ္မပြီးရောက်သွားခဲ့ရင်တော့မှအဲ့ဒီမှာရောက်သွားတဲ့အခြေအနေမှာဆိုရင်သူတို့ကကျန်တဲ့သာမီးတွေရဲ့မိဘဆွေမျိုးတွေရဲ့ကုသိုလ်ကောင်းမှုတို့ရဲ့အမြတ်တမ်းတွေကပြည့်ဝတာကိုအလိုရှိနေတဲ့ပုဂ္ဂိုလ်တွေ ်ပါပါဘုရားအဲတော့အဲ့ဒါတော့မြတ်စွာဘုရားကမိဘတွေညှို့နှင်းချက်လို့ခေါ်လိုက်တာတာမီးတွေကနေပြီးတော့နော်အဲကြောင့်မိလို့နေတဲ့မိဘတွေဆိုတာရှိကြမှာပဲရှိကြမှာရှိကြတော့ကိုမိဘတွေဘယ်ဘဝဘုံဘယ်ဘုံတော့သွားရဲဆိုတော့များလည်းမသိကြတာများနော်ကောင်းတဲ့ဘုံကရောက်ပါရဲဆိုရင်တော့မြို့တစ်စချပါပဲဘာမှပြင်သွားရမလို့တော့မကောင်းတဲ့ဘုံကရောက်နေခဲ့လို့ရှိရင်အဲ့ဟာလေကျွန်တော်စဉ်းစားတာဖြစ်သွားတာပေါ့ အဲ့ဒါကိုရသော်ဘုရားကသူတို့ကိုကြောင်းပြပြီးကုတုကောင်းလေးလုပ်ပြီးတော့အမြတ်တမ်းပေးဝင်ရမယ်ဆိုတော့အပြည့်အစုံထပ်ပါမယ်။ဟုတ်ပါပါ။အဲ့တော့အေးမြင့်လို့အနေနဲ့ဒီကားကြီးရှိနေတဲ့အခိုက်အတန့်ဆိုရင်ပေါင်းပေါင်းစွာပြည့်စုံဆုံးရှုံးကြပါတော့။နော်တာမီချက်တာဝန်ကြည့်အောင်လုပ်ကြပါတော့။နော်ဒီလေးကားကြီးမရှိလို့တဲ့အခါမှာဆိုလို့ရှိရင်တပည့်တွေမိဘတွေရဲ့ညှို့လင်းချက်ကိုတို့ဖြည့်ဆည်းပေးကြရအောင်။ဟုတ်ပါပါ။အဲ့တော့သူခက်ခဲတာလည်းမခက်ခဲပါဘူး။ဘုရားမလား။ ကိုလုံးတဲ့ကုလူကောင်းကင်ကြီးတဲပြီးတော့အများတန်းပြေတာမယ်လေဟုတ်ပါဘူးဒီမှာလည်းပြောလို့ရှင်တော့ဒီတင်မလွန်ဘွားကိုရောက်သွားတဲ့ဒီကားတွေကိုအကောင်းဆုံးဆုံးလက်ဆောင်ပေးရမယ်ဟုတ်ပါဘူးဟုတ်တယ်မဟုတ်လားဒီလိုဒီလောကမှာတရှိတင်ရှားရှိလို့ရှင်တော့အများနဲ့လက်ဆောင်ပေးကြတာရှိတယ်ဟုတ်ပါဘူးအဲ့ဒါကဒီတပလန်းကြီးရောချစ်ချင်းရဲ့တင်ဒီတာကိုပြောတာဟုတ်ပါဘူးချစ်ချင်းရဲ့တင်ဒီတာဒုက္ခတို့တန်ဖိုးထားလေးစားခြင်းရဲ့တင်ဒီတာကိုပြောတာ အဲ့တော့သူလိုလိုတက်ရှိဖြစ်လို့ရှိရင်တော့အပြန်လည်းဆောင်ပေးလို့ရတယ်။အော်။ဒါပေမဲ့တည်သွားတဲ့ပုဂ္ဂိုလ်ကိုလည်းဆောင်ပေးရတယ်။နော်။တည်သွားတဲ့ပုဂ္ဂိုလ်ကိုလည်းဆောင်ပေးမှာ။ဒါဖျားရှင်ရဲ့အလိုကြဆိုရင်တည်သွားတဲ့ပုဂ္ဂိုလ်ကိုလည်းဆောင်ပေးခြင်းဟာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဟာပြီးတော့ကောင်းမှုဆောင်လည်းဆောင်ဖြစ်တယ်။ဒီကုလို့တဲ့ကုသိုလ်ကောင်းမှုတွေသူတော်လို့ခေါ်နိုင်ပြီးတော့ကောင်းတဲ့ဘုံတော့ရောက်သွားပြီဆိုလို့ရှိရင်သူက တော်တော်လေးကိုအစီအစဉ်ပါတယ်ရဖြစ်ပါမယ်ဟုတ်ပါဘူးဟုတ်တယ်မဟုတ်လားကျွန်တော်မိတို့လူဘဝရှိနေတဲ့အရှင်ထက်တော်တော့ပို့စီပြီးပေါ်နိုင်တယ်ဟုတ်ပါဘူးဟုတ်တယ်မဟုတ်လားမိတို့ကျန်တဲ့သားမြတ်လာထွက်ခဲ့စေရုံကရုံကနေအောင်ပါလေဟုတ်ပါဘူးနော်ကိုလိုတဲ့ကုလူကောင်းကြီးအများတန်းတို့ရတဲ့ဒီမားကြီးကောင်းတဲ့ဘဝကိုဖြောက်သွားပြီဆိုလို့ရှိရင်ကို့ဘဝတဲ့အဆောင်မြတ်ကတာမတရားပေါ်ပြီဟုတ်ပါဘူးအဲဒါဆိုရင်သားမြတ်ကိုဝန်ရဝန်တာလို့ခေါ်တော့ပါဟုတ်ပါဘူးဒီမားကြီးတဲ့စိတ်ချမ်းသာတော့ဟုတ်တယ်မဟုတ်လားအဲဒီတော့ဒီကောင်ကိုကျေးဇူးဆက်ဆိုနေမှာ တက်ရှိထင်ရှားရှိနေတဲ့အခါတော့မိဘတွေကိုပြုစုကောင်းပါလို့ဆောင်ရှောက်ခြင်းအဖြစ်ကျေးဇူးဆက်လို့ရတယ်။အမှန်ပါ။ဒါတမန်ဘုရားရောက်သွားတဲ့မိဘတွေကိုပြုစုဆက်တယ်။အမှန်ပါ။ဒါကြောင့်လို့ဘုရားရှင်ရဲ့အမြင်ကိုကြားဆိုရင်ကုသကောင်းကိုတုပ်ပြီးအမြတ်တမ်းပြည့်နေခြင်းဟာကောင်းမွန်တော်ကြီးလို့ဆက်တာဖြစ်ပါတယ်။အမှန်ပါ။နော်။ဒီနေ့ဒါဒီအရှင်ဖြစ်ရတဲ့ကုသဆွေတို့အလုံးစုံဓမ္မကင်းဆွေဝန်ရောက်တယ်မလား။သူရဲ့မိကောင်းတဲ့ရာကိုမိဘကြီးလို့ဆက်အတ္တတမင်္ဂလာဆိုရင်တပ္ပဏာနေ ဒီကယူပုံတောင်းလို့ထားတဲ့တင်ဒီတာကိုပြရတယ်။ဘယ်လိုမှလားနော်။ကိုတက်ရှိပြီးပါရောနော်။ဒီဆုံးသွားတဲ့မိဘကြီးရောပေါ့။ဘယ်လိုမှတောင်းထားရကြတယ်ပေါ့။ဒါကလည်းမိဘကြီးမစင်တဲ့ပတ်သက်တဲ့ဘိုင်းပေါ့။အဲ့ဒါကအင်တတနဲ့ပတ်သက်တယ်။အင်တတနဲ့ပတ်သက်တယ်ဆိုတာလေဦးဒီဒီကမ္မကြီးအလုံးရဲ့ကြာဝနာပါရှိကောင်းရှိပါလိမ့်မယ်။မင်းဆိုဘုရားတက်တူတင်ချရှိတဲ့အခါမှာသူကမင်းဆိုဘုရားရဲ့မြို့တော်ဖြစ်တဲ့တပိလိကိုမြို့ကြီးပေါ့။ ်ကိမင်းတို့မျိုးကြီးမှာအင်းတို့ဟာဒီတိကျတဲ့ကြောင့်လွတ်တော်အဆောက်အဦပေါ့လွတ်တော်အဆောက်အဦပေါ့တိုင်းပြည်အတွက်အဓိကအချုပ်အခြာကြတဲ့နေရာတစ်ခုပေါ့ဒီလွတ်တော်အဆောက်အဦကိုအိမ်မှာအိမ်မှာကပိလိဝတ်ဘုရင်တွေကဒီဆောက်ကြတာပေါ့ဒီတိကျတဲ့လောက်တာအိမ်ယာဒီဆောက်တာပေါ့ဟုတ်တယ်မလားအိမ်ယာဒီဆောက်တဲ့အခါမှာသူတို့အိမ်ယာနဲ့ဒီဆောက်ပြီးတော့တော့ကျတော့ဘာလုပ်လဲဆိုတော့ဖျံမှုရှိတဲ့တံပါးတွေပြင်ဖိပြီးတော့ကုသိုလ်ကိုလုပ်ကြတာ အဲ့တော့အဲ့ဒါဖျားကြီးခရရှိခဲ့တာအဲ့ကုသိုလ်ကောင်းလို့လာတော့ကစာပေတိုင်းနဲ့ပြောပြလို့ရှိရင်အိမ်မှာညညဒီညနေခင်းတော့ပေါ့နော်ဖျားမှုရဲ့တန်ခါတွေကိုပြင်တယ်ပြင်ပြီးအိမ်အဆောက်အဦရဲ့မှာတန်ခါတွေတင်သုံးစီတယ်ဈေးစွန်းလေးကတညအိမ်တော့ဖြစ်တယ်အဲ့ပါတညပတ်တော့ဖျားကနေပြီးတော့တန်ခါတွေပရိသတ်တွေတရားဟောတွေတရားဆွေးနွေးရဲ့အဲ့လိုပိုင်းလုပ်ကြတယ်အဲ့ဒါဖျားချင်းကိုယ်လည်းလုပ်ခဲ့တာအဲ့နော် အဲ့ဒီလူမျိုးမနေခဲ့မှလည်းအခုတချို့ဆိုရင်ရှိပါတယ်။တချို့ဆိုရင်သူတို့ဆွမ်းနေတဲ့သူတွေဆိုရင်သူတို့အိမ်မှာတာဂါလေးပြင်ပြီးတော့ပထမနေရုပ်ဖတ်တာရှိကြတယ်။မှန်ပါပါ။ဟုတ်တယ်မလား။အတညာပြင်းလေးလုံးကြတာရှိရတယ်။အဲ့ဒါလည်းရတယ်ကောင်းတဲ့အစင်သားလေးပဲဖျက်ရှင်ကြီးကဖျက်ရှင်ကိုလုပ်ပြတာ။မှန်ပါပါ။နော်ဖျက်ရှင်ကလုပ်ပြတာ။အဲဒါကဥတ္တန်ကုမာတာဒီအိမ်တက်တက်ပုံစံမျိုးတွေနဲ့အိမ်ရတီထောင်ရဲ့ပုံစံမျိုးတွေပြတာပေါ့။နော်အဲ့လိုဒီအိမ်ရတီတဲ့ခါမှာမြတ်စွာဘုရားဟောတဲ့တရားရုပ်ပြတာရှိတယ်။ လူရင်းလူရှင်ပြောရင်ဘုရားကခန္ဓာသုံးပုံဟောပြလိုက်တာတိခါရသုံးပုံမှာနောက်ဆုံးအနေပြန်ပြီးဦးဇင်းမေးခွန်းထုတ်အောင်နော်နောက်ဆုံးမှာနောက်ဆုံးပါတာလေးပေါ့ဒါလေးဆိုတော့ဘုရားရှင်ကဒီဝဒနုကံပြီးတော့ပေါ်တော့သရဗရာနိပတ္တိကြီးဆိုရင်နောက်ဆုံးပါတာလေးပါတာလေးပြီးတော့ဒီဝဒနုကံပြီးတော့ပေါ်တော့ဆိုတော့နှကောင်းနည်းနည်းတည်းဟာပြန်စားရှုပ်တည်ရစကားနော်အခုကသရဗရာနိပတ္တိဆိုမြင်ရကြားတဲ့အရာတွေရတယ် ကောင်းတာတွေမြင်ရတယ်ကောင်းတာတွေကြားရတယ်ကြားရတတ်တယ်ပေါ့ဘုရားရှင်ကအဲ့မှာဒီပေတက်တဲ့မြို့ရွာတီထောင်မျိုးပတ်သက်ပြီးတော့ဟောတယ်တရားတစ်ခုအဲ့မင်းတို့ရဲ့အဲ့ကိုဒီမထုံးရမယ်နှကောင်းနှမြတ်တွေရဲ့ဆောင်းရှောင်းမှုကိုဒူးကျင်သလားအလုံးပေးတယ်ဒူးကျင်တယ်မလားဟုတ်ပြီဒါဆိုရင်တို့ဒီမှာရမှာပဲအဖြစ်တစ်ခုရပါတယ်ဒူးကျင်တစ်ခုရပါတယ်နောက်တစ်ခုသင်ရပြတဲ့ဒရာဗရာနိပတ်သက်ပြီးဆိုတာမြင်ရကြားတဲ့အရာတွေရတယ် ောင်းတာတွေပဲမြင်ရတယ်ကြားရတယ်တဲ့လူမျိုးတို့ပြန်မြင်ရမယ်ဒီလိုသမားတို့မြင်ရကြားတဲ့အရာရင်းဟာကောင်းတာကိုလို့ချင်တာမကောင်းတာကိုလို့ချင်တာကောင်းတာပါဒါဆိုဟုတ်သွားပြီဒါဖြစ်ပြီးရပါပြီအဲ့တူအကျိုးကမှရှိလို့တို့အကျိုးကလည်းတောင်းတာလားလေဒါဆိုအကျောင်းတရားဖြစ်စီရမယ်အကျောင်းတရားမလို့ခင်နေတော့အကျိုးတရားကိုဒီအတိုင်းတောင်းစပြီးနိုင်ပြီဟုတ်တယ်မလားဘုရားရှင်တို့ဘုရားပြုတဲ့အကျောင်းတရားကြီးများလို့ရတာကိုခုလည်းဘုရားရှင်သူခေါ်တဲ့တရားမှာ ဒေဝနာမှုတာပြီးတော့ပေါ်လို့တရားများလေးပတ်သက်ပြီး၎င်းနဲ့မြက်ဒီရဲ့ဆော်ရှောမှုတွေရရတဲ့နောက်မြင်ရကြတဲ့အရာတွေမှာလည်းကောင်းခြင်းကောင်းတဲ့ဟာတွေမြင်ရကြရတတ်ပါလေတဲ့အဲ့လိုဆိုရင်မိမိကအဲ့ဒီခုကိုအလိုရှိလို့ရှိရင်ဖျက်ရှင်ရဘာကိုဖြည့်ဆည်းရမှာတော့ဟောတယ်ဒါပါလဲဆိုတော့ယတ္တိပရိတိကပ္ပေဒီဝါဒံပန္တိတာသာတိယောတိလဝန္တိတောဘောဇိတောတေတိပြမစရိယောဆိုတော့ကုသကောင်းမှုလို့ပြောတာနော်ကုသကောင်းမှုလို့ပြောတာ ကိုကဒီအိမ်စပြီးဒီထောင်လေးဒီအိမ်မှာစပြောင်းလာလေအိမ်တက်တည်တယ်ဘာလဲမလားနော်အဲ့လိုဆိုရင်လည်းအဲ့နဲ့ပတ်သက်ပြီးတော့ကုသကောင်းမှုတစ်ခုလုပ်ပါဟုတ်လားနော်အဲ့တော့ဖျားရှင်ရရဖျားမှုရှိတဲ့တန်ခါလေးဒီလောက်ဝန်တာပုံကိုဒီလောက်ရှိတဲ့ပုံကိုတရားထံမှာပြေးပါတယ်ပုံကိုပြင်ဖေးပြီးတော့ကုသကောင်းမှုလုပ်ရမယ်ပြောတာအဲ့တော့ကုသကောင်းမှုလုပ်ဆိုရင်ဘယ်လိုပြောတာလဲဒီကနေ့လောက်ခိုင်းတာပဲဟုတ်တယ်မဟုတ်လားဒီနေ့လူရှင်မိသားစုဆိုရင်ဒါအလုံးစုံမျိုးစုကြီးအားလုံးဒီမှာစုဝေးပြီးတော့ ်ယူလာလို့ရတယ်လေဒါဆိုရင်စဉ်းစားကြည့်ရင်ဖះရှင်ရဲ့လို့ကြည့်ကြပါလေဒါဆိုရင်အကြောင်းတရားတစ်ခုရပါလေဟုတ်တယ်နော်အဲ့ဒါကဘာလဲဆိုတော့တတော်ညာမှုကံမတိဒီမာတာဗုဒ္ဓဝါအော်တယ်ဆိုတော့ဒီယတ္ထဒေဝတာအာတုံပေါ့နော်ယတ္ထဒေဝတာအာတုံပုဇိတာပုဇိနေတာဆိုတော့အဲ့မှာဣကရမဆိုလို့ရှိရင်လေဖြစ်လို့အလူဒါနဆက်တဲ့ကုသိုလ်ကောင်းတွေလုပ်ပြီးလို့ရှိရင်လေဘာလို့မှမဆိုတော့ဒီနေရာဒီဒေသမှာ မြင်အမမြင်တဲ့ပုံကိုရှိနိုင်တယ်ဟုတ်ပါဘူးလားမှန်ပါဘူးသူတို့ကိုလေကိုကလူတဲ့ကုတူကောင်းလို့ရေအညာတန်းပေးလို့ရမယ်ဒါကသမုတ်သေးဘူးသူတို့ကိုကိုကချစ်မြတ်နေကြောင်းတန်ဖိုးထားကြောင်းပြရအောင်မှန်ပါဘူးဟုတ်တယ်မှန်ပါဘူးအဲ့လိုမပြလို့ရရင်အစ်ကောင်ကဒုက္ခပြန်ပါလေမှန်ပါဘူးဟုတ်တယ်ကိုကနေရာတစ်ခုကိုရောက်ပြီဆိုရင်သစ္စာကပုံနည်းတစ်ခုကိုကြောက်သွားတယ်ဒီဘဝဉာဏ်ကမြင်ရတာရှိတယ်မမြင်ရတာလည်းရှိတယ်မြင်ရတာဆိုတော့ဘယ်လိုလူချင်းပေါ့ ဟုတ်ပါလားလူလူချင်းပဲအတူကိုလည်းတန်ဖိုးထားရကိုယ့်ဘဝဉာဏ်ကိုတန်ဖိုးထားရမယ်ဒီစားရမယ်မျက်နှာကိုလည်းကိုယ်ကိုအိမ်နဲ့ကိုနေတယ်ကိုယ်ဝမ်းနဲ့ကိုနေတယ်ဘဝဉာဏ်ကိုဘယ်လိုဆိုင်ဘူးဆိုလို့ရှိရင်ဘဝဉာဏ်ရဲ့ပြည့်တဲ့ဌာနနိုင်တယ်မဆိုးနေနဲ့အရေးနဲ့အကြောင်းအကူကြီးလို့ရတော့မှဘဝဉာဏ်ရရမှာပေါ့မှန်ပါဘူးတော့ဘုရားရှင်ရဲ့လိုချင်ဆိုရင်ဘဝဉာဏ်ရဲ့သာသနာဖြစ်ဖို့အတွက်အိမ်မှာနံပါတ်1နဲ့ဟောရတာပဲနော် တုံ့ကျေဖို့လေးစားဖို့တာဝန်ထားရဖို့ကိုယ့်အသက်အရွယ်ကြီးတဲ့ပုံစံဆိုလို့ရှိရင်ပူဇော်တဲ့ပူဇော်တဲ့ပူဇော်ဖို့ခရော့ဖို့ဟုတ်တယ်မလားအဲ့ဒါတဏ္ဍာန်နဲ့နေလို့ရတယ်မိမိတို့အနေနဲ့အင်းရတစ်ခုမှနေကြတယ်တောင်းရှိကြပြီပေါ့တောင်းကြလို့ရှိရင်မြင်ရတဲ့ပုံစံလူပုံစံလေးပတ်ဝန်းကျင်နေတော့အဲ့လိုရှိရနေပြီးတော့လူဒါနာပေးခြင်းလက်ဆောင်ပေးခြင်းနဲ့သူတို့ကျေနပ်အောင်လုပ်လို့ရတယ်သူတို့တန်ဖိုးထားရကြတယ်ဟုတ်တယ်မလား ခုဒီရဲ့လူရှင်နဲ့လူရှင်နဲ့အတူတူနေကြမှာဖြစ်ကြမှာလားအဲ့ကျန်တဲ့ဓမ္မမိတ်ဆွေအားလုံးဒီမှာစူပြီးခေါ်လဲစဉ်းစားကြည့်လို့ရှင်ဒါမင်းတို့ကမာယူတို့တန်ဖိုးထားကြောင်းပြလိုက်တာပဲတန်ဖိုးထားကြောင်းပြတယ်ဒေစာကြောင်းပြတယ်နောက်ပူဇော်ကြောင်းပြလိုက်တာပဲနော်အเจ้าတရားပဲဒီဘုရားရှင်ရဲ့အလိုတစ်ခုပဲနော်ယမင်းမျိုးတွေဒါလူလူချင်းပေါ့နောက်တစ်ခုလူမဟုတ်တဲ့နတ်ကြီးရှိတဲ့ နဲ့ပြောစီတော့ပစီတဲ့ရှိတဲ့ကြာဟုတ်တယ်မလားအဲ့လိုနာနာဘဝနဲ့ဝိညာဘဝနဲ့နာနာဘဝနဲ့ဆိုရင်ဘယ်လိုလုပ်မလဲသူတို့ကမမြင်ဘူးလေမမြင်တော့ကြတော့ဘယ်လိုလုပ်မလဲမမြင်ရင်ကိုယ်ကနေပြီးတော့ကုသိုလ်ကောင်းကိုတုတ်ပြီးသူအညာတန်းပေးဝေချင်းတော့သူတို့ချစ်ကြောင်းတန်မိုးထားကြောင်းရေးစားကြောင်းမပြတ်ရအောင်အဲ့လိုမှမဟုတ်ရင်သူတို့တို့ကပြင်မလားဟုတ်တယ်မလားသူတို့တို့ကပြင်အဲ့အိဒုက္ခဖြစ်ရှင်းရတယ်ဟုတ်တယ်မလား ဘေးဘဝင်ခြင်းကလူကဒုက္ခပြီးတော့ဖြည့်ရှင်းတဲ့လွယ်သေးတယ်။သူနဲ့ရှောင်လို့ရှိရင်လွတ်သွားနိုင်တယ်။အဲ့လိုမမြင်ရတဲ့အိမ်နာနာဘဝကြီးဒုက္ခပြီးတော့ရှောင်ခံတယ်။အဲ့ဒီတော့အိမ်နာနာဘဝကြီးကိုဒုက္ခမပြေအောင်ဘယ်လိုလုပ်မလဲဆိုဖြည့်ရှင်းလို့ကြပါလေ။ကုသိုလ်ကောင်းတွေလုပ်တာအများကြီးလုပ်ရမယ်။ပြီးရင်တို့လူချင်းကြောင့်တို့တန်ဖိုးတယ်တို့ကိုလေးစားကြအောင်ကြံ့ရအောင်။အဲ့လိုမျိုးတွေဒုက္ခပြီးပါမထာရီကယူနာမိုင်ကြောင်းပြရတယ်ဒီအရင်တခြားအိမ်ကြောင်းသွားတယ်သူများနေခဲ့ဘူးလေအေးဟုတ်တယ်မလားမှန်ပါဘူးနော် အိမ်အိမ်မှာဒီအိမ်မှာဘယ်လိုဖြစ်သွားကြလဲမသိကြဘူး။ဒီအိမ်မှာဘယ်လိုတည်သွားကြလဲမသိကြဘူး။ရှုပ်အိမ်တေချောင်းမှရှိတတ်ကြတယ်။ဟုတ်လားဟုတ်တယ်မလား။အဲ့လိုအိမ်နဲ့ပြောင်းလာလို့ရှိရင်ကွန်ပတီနဲ့ပြောင်းလာ။အဲ့တော့ဟိုကနေပြီးတော့တွေ့လာတယ်တွေ့လာတယ်ပေါ့လေ။တွေ့ရလာတယ်ငါနေရာကိုလာလို့မဲ့ပုံစံတွေပဲ။ငါ့ကိုတော့တော့မဲ့ပုံစံထင်းပြီးတော့နောက်ဆက်ပြေးလိုက်ကြတယ်။အဲ့လိုလေဒါကတော့မှကြုံရတယ်ပေါ့။ဟုတ်ပါဘူး။နော်အဲ့လိုဆိုရင်ကွန်မြင်ရဘူး။ဟုတ်ပါဘူး။သူတို့ဘယ်လိုလုပ်လဲပေါ့။သူနဲ့တားဆရာဖြစ်အောင်နေရမယ်။ သာသနာဖြစ်အောင်ကိုယ်ကနေတဲ့မှာသူရဲ့ဆောက်ရှောက်မှုကိုတည်ရမှာသူလည်းသာသနာဖြစ်အောင်နေတယ်ဘူးဆိုရင်သူတို့အချင်းချင်းကိုအရည်ပေးနေမှာသူတို့အရည်ပေးတာကိုတော့ဆက်ပေါ်မယ်အမေရတော့ဆိုရင်အဲ့ဒီအချင်းထောက်ခေါ်ပေါ့ဘယ်လိုမလဲအဲ့ဒီအချင်းထောက်ခေါ်လို့တော့စဉ်းစားနေတယ်အရည်ပြတ်တယ်ဟုတ်လားကြောက်ကြောက်စရာတွေဝင်နေတယ်သူပူးရောနေတော့ဆုံးပြီတော့အဲ့လိုဒီမမြင်ရတဲ့လူကနာဘာဝတွေကြတော့ဒီလိုဘုရားရှင်ရဲ့လူကြဆိုရင်ကုလသကုသကောင်းမှုကြီးမြတ်တမ်းတွေရတယ် ကိုသူတို့ချီတောင်းတန်ဖိုးထားကြောင်းလေးစားကြောင်းကိုပြရတယ်။အဲအဲ့လိုပြမှာသူရဲ့ချစ်ခင်မျက်နှာတောင်းထားမှုပြရမှာ။နော်အရင်ကတည်းကလည်းစာပြောခဲ့ပြီ။၎င်းငွေနဲ့ရေဆောရှောင်းမှုကိုလူချင်းနဲ့ပြောခဲ့ပြီ။ဒီလူချင်းအိတ်သားစီနဲ့ကျင်းရမယ်။နော်ကိုမြင်ရကြတဲ့အရာတွေကောင်းတဲ့ဟာတွေမြင်ရကြတဲ့အိတ်သားစီနဲ့ကျင်းရမယ်။အဲ့လိုတွေကျင်းနိုင်မှုဆိုလို့ရှိရင်တော့မြင်ရကြတဲ့အစီအမံမဟုတ်ဘူး။၎င်းငွေနဲ့ရေဆောရှောင်းမှုကိုလည်းရမှာမဟုတ်ဘူး။နော် ဘုရားရှင်ဆက်ပြီးတာတော်နာလူကံဒီမာတာပုဒ်တော်ဟောရတဲ့ဆိုစိတ်နေစိတ်ရတော့ဘယ်လိုထားရမလဲဆိုရင်တော့မာတာပုဒ်တော်ဟောရတဲ့ဆိုနော်မိဘကြီးကကိုယ့်ရဲ့တာသမီနော်ဒီရင်ဝယ်တာသမီကဲ့သို့ကောင်းစွာဆောက်ရှောက်ဖို့လေပြန်မလားကိုယ့်ရဲ့တာသမီဆိုရင်အများကြီးမိဘတွေကတောင်းထားကြတယ်ကြီးွားခြင်းနဲ့တွေ့တတ်ခြင်းနဲ့ဟုတ်တယ်ပါအောင်ကြတယ်ဘုရားပြီးတော့မိဘတွေရဲ့စိတ်ပေလေအဲ့လိုပဲဒီမြန်မာမြန်မာရဲ့အရာတွေကိုကိုယ့်ရဲ့တာသမီကဲ့သို့ တန်ကိုထားလို့ဆောက်ရှောက်ဖို့ဆိုပြီးအဲ့ဒါတို့ပဲဒီလိုဆိုအဲ့လိုမထားနိုင်လို့ရှိရင်ပြည်ပါမရနိုင်ဘူးနော်ဆိုဘုရားရှင်ကဒီအိတ်တက်နဲ့ပတ်သက်အိတ်ပုံပါဟောတယ်နော်အိတ်တက်နေဒီကအိတ်တက်ဆိုတာလေနေရာပြောင်းရှင်းမှုပေါ့နေရာပြောင်းရှင်းမှုဆိုရင်အိတ်ပုံပါဟောလိုက်တယ်မိမိတို့အနေနဲ့ဒီနေရာကြီးအကြောင်းတော့ပါစီတော်ရှိတယ်ပဲဒီလိုဘုရားရှင်ပြောတယ်နောက်မှာအကျိုးတရားနှစ်ခုပြတယ်အဓိကအကျိုးကတော်ဝင်ကြီးရဲ့ဆောက်ရှောက်မှုဆိုတဲ့နည်းနည်းနဲ့ကောင်းနေရဲ့ဆောက်ရှောက်မှုပေါ့လေ ်နောက်တစ်ခုကပါလေကုမြာချားတဲ့အရာကြီးကောင်းလာတယ်မြာချားတယ်ဆိုတာပြီးတော့မိမိကိုပြန်ပေးလိုက်နော်ကိုယ်ကလည်းလည်းတော့ရေဆောဆောင်မှုကိုပြောချင်တာနော်ကုမြာချားတဲ့အရာကြီးကောင်းလာမြာချားတာလည်းပြောချင်တာဆိုပြီးဖျားရှင်ကိုကြားတော့ကောင်းတဲ့ပုံဝင်ကြီးကိုဖန်တီးပေးဖို့လုပ်ပေးလိုက်တာဟုတ်တယ်မလားတချို့ရေကြောင်းကောင်းတဲ့ပုံဝင်ကြီးဖန်တီးရတယ်လေဒီကောင်းတဲ့ပုံဝင်ကြီးဖန်တီးလို့ဆိုရင်ကိုယ်တိုင်ဖန်တီးရအောင်ပြရအောင်ဖျားရှင် ကိုယ်လည်းဖြစ်ကြည့်နောက်ဆုံးနေလည်းကိုပြောမယ်မိလားကတမ်းသမီးကိုတမ်းသမီးအကျိုးကိုလော်လာဆော့ဆော့ပြီးလုပ်ရဲဆိုအဲ့လိုပုံစံမျိုးကြည့်တော့ကိုယ်စိတ်နေစတာမြင့်တင်နေရမှာဒီအဲ့လိုမြင့်နေလာလို့ရှိရင်တော့မမြင်ရတဲ့ပုံစံတွေလည်းအစင်းပြေတယ်မြင်ရတဲ့ပုံစံတွေလည်းစင်းပြေစင်းပြေဆိုတာကတကယ်လို့မရဘူးစိတ်ချမ်းသာဘူးလေစိတ်ချမ်းသာတာကဘာပြဆိုတာဖြစ်တယ်အမေဆိုအားလုံးကစိတ်ချမ်းသာဖို့လေရင်းချမ်းလို့ပဲလို့ရှိကြတာ။ဒီစီဥစ္စာတွေကခဏရှားရင် စိတ်ချမ်းသာမှုကိုပေးနိုင်တယ်ငြိမ်းချမ်းမှုကိုပေးနိုင်တယ်တကယ်တကယ်နောက်ဆုံးချမ်းသာမှုကိုငြိမ်းချမ်းမှုကိုလိုချင်စိတ်ချမ်းသာမှုကိုလိုချင်ငြိမ်းချမ်းမှုကိုလိုချင်ပါဘူးဟုတ်ပါဘူးဘုရားပစ္စည်းဥစ္စာတွေပြည့်စုံပြီးစဉ်းစားနေအများကြီးပဲပစ္စည်းဥစ္စာတွေပြည့်စုံပြီးကိုယ်တတ်တယ်လို့အများကြီးပဲဟုတ်ပါဘူးအဲ့ဒါစဉ်းစားကြည့်ရောပစ္စည်းဥစ္စာပြည့်စုံနေဆိုတာအများနာကိုယ်ချမ်းသာမှုပေးနိုင်အောင်ဆိုတာဖြစ်တယ်ဒီတကယ်ချမ်းသာမှုစိတ်ကကိုယ်ချမ်းကိုယ်စိတ်ကိုချမ်းသာအောင်နေရခြင်းပဲဖြစ်ပါတယ်နော်ညာဒီနေ့ဒါ အင်းတက်တဲ့မိဘကြီးစုဆက်အင်းတက်တဲ့မိတော်ကြောင့်ပြည်တော်ကုတုကောင်းကြီးကိုတွေ့တဲ့အခါမှာဥစဉ်နေတဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့တရားတရားတော်ကြီးဒီတုတ္တန်ကြီးလေးကိုမိမိကိုယ်စီကိုယ်စားနားလည်မှတ်သားကြပြီးတော့ကိုယ်စီကိုယ်ငါကြည့်ရကြကိုအာထုံနိုင်တော့ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေကိုတည်းနာ